အားလုံးပဲမင်္ဂလာပါ။အုံဂမီယာပရာသူတာခန္ဓာကနေပြန်လည်ကြေဆွလိုက်ပါရယ်။အခုတစ်ခါပြောပြပြီးမှာကတော့ဆရာနေထွန်းတော်ရေးသားထားတဲ့ဘလူးလူဝင်စာဆိုတဲ့ပရာဝိတ္ထုလေးကို ပြောပြပေးသွားမှာပဲဖြစ်ပါရယ်။ဘလူးလူဝင်စာတနေ့ညနေဆရာသိန်းနဲ့ ကျွန်ုပ်လက်ဖက်ရည်အတူတောက်ကြလေတယ်စလိတ်ကိုအားရပါရဖော်တတ်တော့ဦးသိန်းကတပြင်းရှိကြီးတစ်ချက်ချလိုက်တယ်ဒီလိုဗျာစာရေးဆရာရဲ့ခမားဘလူးချောင်းတေချာလေးလာဘူးလားစာတဲတော့ကျွန်တော်ဖတ်မိပါတယ်တကယ်တွေ့ဘူးတယ်ဆိုရင် ခမားလက်ခံမလားဟုတ်ရင်ကျွန်တော်လက်ခံမှာပေါ့ကဲဆက်ပါအောင်ဒီလိုကျုပ်တို့ဗုဒ္ဓဟောခဲ့တဲ့အောင်နှင်းရှိပါတယ်မှာအာလာဝကဘလူးကြီးဆိုတာရှိတယ်ဂုံမန်ရက်ခိုက်ဂန္ဓပအမီမေဝနပန်းစာဘလူးအသားစာဘလူးအသားမစားတဲ့ဘလူးတွေရှိတယ်လို့ဆိုတဲ့ဟုတ်ပါတယ်လောကသုံးပါးမှာ ာအလွန်စမ်းပြတဲ့ငကားဂလုံးမကန်းရေသူမဒါမနီကိနေကြီးကိနေယာအမည်မမဲ့နိုင်တဲ့တတဝါခြေတချောင်းတဲ့တတဝါတွေရှိကြတယ်ဟုတ်တယ်ခမဒီတော့ကျုပ်တို့ပခုတ်ကူနေဖက်ယုံမတော်သီးတွေထဲမှာပို့ထူးတာကလူဝမွေးမွေးဟာမွေးလိမ်မွေးလူကြောင်မွေးတဲ့အမျိုးသမီးတွေကြားဖို့မြင်ဖို့ခဲ့ပါတယ်ဗျာဆရာကဒါဆိုမကွေးမြတလုံစီတီနဲ့ပို့နီးတော့တမိုင်းထဲကဘောတော်ဘောကျော်ဆိုတာယနေ့တိုင်ရှိရဲလို့ကြားဖို့ရဲ့ဆရာဒီတော့ဘလူးဆိုတာတကယ်ရှိရဲလို့ခမယုံကြည် ြီးတယ်နော်ဦးသိန်းဟာ ပညာရေးဌာနမူအုပ်ပင်စင်စားဖြစ်၍သူပြောပြတော်ဘူးဒ္ဓဖြစ်ဖွယ်ဇလံကိုဖြစ်ရမှန်အတိုင်းဤသို့ပြောပြပါတော်တယ်။လွန်ခဲ့သောနှစ်ပေါင်း30ကျော်ကဖြစ်ပါတယ်။ဦးသိန်းចောင်းစီယာဘဝနေစွန်နေဖျားရွာလေးသို့ចောင်းထက်ခဲ့ရတယ်။နေ့စဉ်စပိန်စီးပြီးတောင်ချီတုတ်တန်ကိုဖျက်ရတယ်။ထိုတုတ်တန်ထဲမှာတဲထူရင်နေတဲ့သားသက်သမားနတ်ကျော်နဲ့သားစင်းရောင်းနဲ့မိပွေးတို့လင်မယားနေထိုင်ကြတယ်။သွားပါများတော့ဆရာသိန်းနဲ့ရင်းနှီးလာကြတယ်လေ။နတ်ကျော်ဟာညဘက်မှာနွားသက်ကျွဲသက်ကြက်သက် သူဖြစ်တယ်။မိုးလင်းတော့မြို့တက်ပြီးလိုင်းစင်ယုံတင်ကရောင်းသူနဲ့အတူခုတ်ပေးရတယ်။ဇနီးတဲ့မိပွေးကခင်တွဲများကိုရွာယူလျှောက်ရောင်းရတယ်။ဇရိုက်မကွာလှပြီးဘူး။မိပွေးကအသားနဲ့နဲ့ဘူးကွာကွာတပင်းဒီကြောင်ကြောင်နဲ့သွားချေချေမျိုးလုံးကပြူပြူအစဲစုနှုတ်ကြမ်းအာကြမ်းအဆက်မရှိတရွာလုံးစိန်ခေါ်ရဲသူလေ။ဒါကြောင့်မဲကုဝုံဟုခေါ်ကြတယ်။နတ်ကျော်ဟာအသားကမင်းမဲ ပိန်ကက်ကက်နန်ယူကလည်းဗျိုင်းညိုင်းအင်းကြီးကလည်းမဝဲပစိုးနန်ငယ်ပိုင်းဘောင်းမီတူဖြစ်နေသူတကူလုံးတရိတ်ဆန်သူဤနဲ့ညစ်ပတ်ဟောင်းနေနေသူလေရေမချိုးအရက်တောက်နေရရင်ပြီးရောမူးရရန်ကားခြင်းတော့မရှိဘူးလေလူဝေးလူညက်အမဲသားအလွန်တိုက်တဲ့သူလေဝက်ရှာကိုမီးဖုတ်အရက်နဲ့တောက်တဲ့သူမီးပွေးရတော့အမဲသားဝက်သားအယိုးတော်မချန်အလွန်တိုက်တဲ့သူလိုက်ဖက်ညီးပြီးတားစားကျူးသောလင်မယားဖြစ်ကြပါတယ်ဆရာသိန်းနဲ့ဂျုံမာကအတင်းခေါ်ပြီးသူ့ရဲ့မိုးမလုံးလေးမလုံးတဲတဲမှာသူတို့ချက်ထားတဲ့ဟင်းနေနဲ့ထမ င်းကျွေးဧကန်လေးတယ်။နောက်နှစ်တွေမှာမိပွေးကိုဝင်ရလာတယ်။လူနဲ့မလိုက်အောင်ပူတဲ့ဘိုက်ဆိုတော့မြင်းသူတိုင်းကမေကုဝံဘိုက်ပူဘလူးမကြီးဟုလှောင်ပြောင်ကြလေတယ်။ထို့နောက်ဦးသိန်းကနတ်ကျော်ကိုတရိပ်ပေးရတယ်။မိပွေးချင်းချင်းတက်တော့နတ်ကျော်အသာလူသားစားကျင်လိုက်တာဟုပြောလေတယ်။နတ်ကျော်မင်းမိမရဲ့ကိုဝင်ကြီးကရင်လာပြီးဂယုဆိုင်အမွာများမွေးမလားပဲ။ဟုတ်ကဲ့ပါဆရာသိန်း။မင်းဝမ်းဆဲဆရာမကြီးဒေါ်အေးစိန်ကိုအတ်ထားလိုက်။မြို့တက်စေးုံဝေးဖို့ဆိုတာငွေကတော်တော်ကုန်မှာလူသားရှိရင်ငါ့ကိုပြောပါ။ဟုတ်ကဲ့ပါ ါခမညာမကြမီနဲ့ကျော်ဆရာသိန်းလာခေါ်တယ်။ထို့နောက်ဆရာသိန်းအဖော်ဖြစ်ကိုပလာကြီးကိုလည်းခေါ်ကားသွားကြနေတယ်။လက်တဲ့တော်ကြီးစိန်လဲရောက်နေပြီဖြစ်၍အင်းရှိမာထိုင်းပြီးအရက်တောင်ရင်စောင့်နေကြတော့တယ်။မှောင်မိုင်သောညတုတ်တန်ထဲမှာတတော်ဝါတို့ရဲ့အော်တန်ငှက်ဆူးထူးတန်တို့ကဟီးနေတယ်။တစ်ပင်ကြီးများကလေမတိုက်ပဲအလူလူရိမ့်နှွယ်နေတယ်။ထို့ပြင်ဟီးတန်ကြီးတို့ကကြားရတော့တယ်။ဟီးတန် ကိုပလာကြီးအရက်ခွက်လွတ်ကျသွားတော့တယ်။အခန်းထဲမှာမိပွေးရဲ့ညီတန်ကြီးလည်းပိတ်တာအော်သလိုထင်းရတယ်။ဇေယျပြက်ကြီးစီမှာညီတန်ကြီးကလည်းမိပွေးနဲ့အပြိုင်ကြောက်စရာအလွန်ကောင်းတယ်။ခီတန်အော်တန် ဆုံတူးတန်တို့ကတရှဲရှဲတပြောင်ပြောင်ကြားနေရတယ်အမလီကြေကြပါအောင်ဟိ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 အာငွေတော့မေငွေငွေငွေပြီလားဗျို့ငွေပြီတော့အမလီဘာကြီးလဲတော့ခလေးငိုတဲ့မကြားရသဖြင့်နတ်ကျော်စိုးရင်တကြီးမေးလိုက်လေတဲ့ဆရာသိန်းတို့လည်းနားဆွနေကြတာပေါ့ဒေါ်ကြီးစိန်ဘာလေးလဲယောက်ျားလေးလားမိန်းကလေးလားနတ်ကျော်သွေးတုံးကြီးတော့သွေးတုံးကြီးဟဲ့လှုပ်တော့လှုပ်တယ်ဟဲ့လာကြပါအောင်လာကြပါအောင်ဟာမိပွေးမိပွေးဟာခေါ်လို့မရတော့ဘူး အသက်လည်းမရှိတော့ဘူးဟာမိပွေးငါ့ကိုထားခဲ့ပြီလားမိပွေးရဟဲ့အောင်နဲ့ကြောသတိထားပါကွာဟဲ့ဟဲ့ဟဲ့တွေးတုံးကြီးကွဲလာပြီဟော လက်တွေချီတွေထွက်လာပြီဟဲမျက်နှာကြီးပါဇက်ကြီးအိုးအစွဲကြီးငုံငုံနဲ့ဟဲ့တော်လှုပ်ကြပါအောင်ကဲကြပါအောင်အာအာမန်းစံဟာကိုပလာကြီးဒါတော့ဒါဒါတော့ဒါလူမဟုတ်ဘူးဘလူးလားမသိဘူးဟုတ်လားဦးသိန်းဒီဒီပြဿနာလူတွေသိရင်ဒုက္ခရောက်ကုန်တော့မယ်နှက်ကျော်မင်းသားကဘလူးလေးกว่าဆရာသိန်းကျွန်တော်မပြည့်ရဘူးမွေးမယ်ကျွန်တော်ကိုမွေးစားခွင့်ပေးပါနော်အီးဟိဟိမင်းပြောတာတော့လက်ခံပါတယ်လူမဟုတ်ဘူးဘလူးဆိုတော့ဒုက္ခရောက်ကုန်လိမ့်မယ်กว่า ခုမင်းမိမမိပွေးကို သူ့ဒုက္ခပေးသွားပြီမင်းလည်းတော်ကြအိုကွာငါမပြောချင်ဘူးဘလူးလေးကွာပုံမှန်ငုတ်တုတ်ထိုင်နေတဲ့မျိုးလုံးကလည်းပြူးနေတာနော်လှုပ်ကြပါအောင်ကွာဟီဟီထို့နောက်ဘလူးလေးအားကိုပလာကြီးနဲ့နှစ်ယောက်ဝိုင်းပန်းကြလေတဲ့နောက်ဆုံးငဆက်ဆောင်ဖြင့်အုတ်မိကကျိုးခိုင်ခိုင်တုံးစပိန်တွင်တင်တုတ်တန်ချောင်းကြကြနေရာကိုတည်သွားပြီးတဲ့အခါမှာမြည်ချင်းတူကတလှုပ်လှုပ်အထုတ်ကြီးအားထဲ့ပြီး အုတ်ခဲပြည်ထဲ့ဖီကအဆုံးစီရင်လိုက်ရတော့တယ်။နတ်ကျော်ပြားသူ့မိမတေးလို့ပူရတာနဲ့သူ့သားဘလူးဖြစ်လို့စိတ်ညစ်ပြီးထိုင်ငုံနေုံကဘာမှမတက်နိုင်ပါဘူး။ကဲဒါဆိုတေးပြီးပေါ့ဆရာတာတအားပူဆွေးနေတယ်ထင်နေ။ဟုတ်တယ်အဲ့ဒီဘလူးလေးကိုလူကမွေးခဲ့တာ ကျုပ်ကိုတွေပဲနောက်တော့သူ့ဖေကိုအိမ်မက်ပေးရဲ့ဆရာမိပွေးကိုသူစားတယ်တဲ့သူ့ကိုတတ်တာဥသွားလို့နောက်မှဆိုတရွာလုံးကုန်အောင်စားမှာတဲ့ကျုပ်စီအောင်ကောင်းလိုက်တဲ့ဖြစ်ချင်းဗျာဒါကြောင့်မို့ကျုပ်တို့မြတ်စွာဘုရားရှင်ကကုတလတ္တဓမ္မတာအကုတလတ္တဓမ္မတာတဲ့ကောင်းတဲ့လုပ်ငန်းကိုလုပ်ရင်ကောင်းတဲ့အကျိုးပေးတတ်တယ်မကောင်းတဲ့လုပ်ငန်းကိုလုပ်ရင်မကောင်းကျိုးပေးတာနော်ဒါကြောင့်ခုတော့နှကြော်လို့အကုတို့လုပ်လို့မိပွေးဘလူးမွေးသူ့ကိုပြန်စားဒါကြောင့်တည်တာကျုပ်အမှန်တွေပြောတာပါ ကျန်းကျိန်စုချိန်ပြောရဲပါတယ်ကျွန်ုပ်ဖို့ဥသိမ်းပြောပြခဲ့တော့ဘလူးလူဝင်စားအကြောင်းဖြစ်ရမှန်ဖြစ်နေသည်ကိုအလွန်စိတ်ဝင်စားခဲ့တဲ့ဂမ်ဘီယာဖြစ်ရဇလန်းတပုတ်ပင်ဖြစ်နေပါတော့တယ်ဒီဝိထုတူလေးကတော့ဆရာနေထွန်းအောင်ရေးသားထားတဲ့ဘလူးလူဝင်စားဆိုတဲ့ဝိထုတူလေးကိုဘုဒ္ဓတာဖြစ်ပွဲပြောပြပြီးသွားတာပဲဖြစ်ပါတယ်